မင်္ဂလာပါရှင်ညော်နေကြတဲ့သူလေးတွေရှိ ው ပြန်လာပါပြီကျွန်မဒီနေ့ reading လေးဒီဟာပညာဒါန reading လေးပြောပြမှာပေါ့နော်အဲ့ဒါလေးမပြောခင်စကားလေးနဲ့နဲ့ပြောအောင်မယ်ဘာလို့လဲဆိုတော့ဟာသအနေနဲ့နားထောင်လို့ရပါတယ်ပေါ့နော်ကျွန်မရဲ့ follower လေးတွေဒီ collective လေးတွေ ਆ လीအ ကျမဗီဒီယိုအတင်ကျဲပြီဆိုရင်တို့တို့မှလေတစ်ချိန်လုံးမျောနေပုံရတယ်ဘာဖြစ်လို့လဲဆိုတော့လေကျမအဲ့အဲ့အကြောင်းအရာရိုးပဲဗီဒီယိုတင်ရအောင်မယ်ဗီဒီယိုတင်ရအောင်မယ်ဆိုပြီးအာယုံနဲ့ရအောင်ဒါမဲ့တစ်ခါတလေကြရင်လေဒီဆရာမလည်းလေအဲဒီအလုံးတစ်လုံးထဲဒီဟာကိုပဲအာယုံဆက်ပြီးလောက်တာမို့လို့တခြားအလုပ်တွေလည်းရှိရဲ့အဲ့တခြားအလုပ်တွေကလည်းပုံစံအမတူတဲ့အလုပ်တွေပေါ့နော်အဲပြီးတော့ကြတော့တစ်ခါကြရင်ဒီဆရာမကိုယ်တိုင်ဟိုကလေစိတ်ကလေ healing ပြန်လုပ်ရတဲ့အချိန်နေရှိတယ်လို့ဆိုစိတ်ဟိုအမြဲတမ်းပြောလို့ရှိပါတယ်ဒီဆရာမကလည်းအဲ့လိုအချိန်နေပါတော့ရရင်သတ်မှတ်မှထားပဲနဲ့ကိုယ့်ရဲ့စိတ်ကြည့်တဲ့အချိန်မှာပဲအလုပ်ဘယ်လုံးမဆိုပေါ့နော်အလုပ်တွေပို့ပြီးအလုပ်တက်တဲ့လူပို့ဆိုတာဒီလိုအလုပ်က healing အဲတခြားသူတွေကို healing ပေးရတယ်အာပြီးတော့ကြတော့စိတ်နဲ့ energy ယူပြီးတော့ဟိုဟောပေးရတယ်အလုပ်တွေဆိုတော့လေနည်းနည်းလေးစိတ်ကြည်တဲ့အချိန်မှဖြစ်မှာပေါ့နော်ဆိုတော့ဟိုဟာ reading အတင်ကျဲပြီးဆိုရင် YouTube မှာတော့ Facebook page မှာရောမျောနေတဲ့လူတွေရှိရယ်ဆိုတာသိပါတယ်လို့ဘာလို့လဲဆိုတော့လေအင်းတပတ်လောက်မြတ်ပြောက်သွားပြီဆိုရင်လေ comment တွေမှာ YouTube YouTube မှာဆိုရင် YouTube မှာဆိုရင်ပို့ဆိုးတယ်ပေါ့နော်ဆရာမ YouTube မှာဆိုရင်ပျောက်သွားရင်လေတော်တော်လေးကြာပျောက်သွားတတ်တယ်ဘာလို့လဲဆိုတော့ YouTube က video ကို ကပြင်ဆင်မှုအတိုင်းအတာကြီးလည်းပြုလို့ရတော့ Facebook မှာကတော့ဟိုဗီဒီယိုမတင်တော့မှတခြားအတူတူ post လေးတွေကပို့တင်ပြတာပေါ့နော်ဆိုတော့ Facebook ကလူတွေနဲ့ကတော့လည်းအဆက်အသွယ်ရှိတယ်လို့ဖြစ်ပြီး YouTube မှာတော့ပျက်ပျောက်သွားရတာသူတို့မှမျောနေပြီပေါ့နော်နောက်တစ်ခါကျတော့ جماعه page ကလူတွေကအချီးရေးဆိုရင်ပို့ပြီးတော့စိတ်ဝင်စားကြရပါတော့ကြည်ကြရတယ်အလောက်ကင်တို့တခြားအကြောင်းအရာတွေပြောပြီးဆိုရင်တော့သူတို့တိတ်ပြောဝင်နားမထောင်ကြအောင်လားမသိဘူးပေါ့နော်အဲ့တော့အခုကတော့ အဲဒါလေးကအစာပိုင်း intro ပါဒီရောနားမထောင်ကျင်တဲ့လူတွေကကြော်သွားလို့ရတယ်နော်ဆရာမအဲဒီဗီဒီယိုတင်တိုင်းလေးအမြဲတမ်းကြော်ကြည့်လို့ရတယ်ဆိုတော့အမြဲပြောရတယ်ဘာလို့လဲဆိုတော့တချို့ကဒါရောနားထောင်ကျင်တဲ့လူရှိရေတချို့ကကြတော့ reading ကိုပဲကြားကျင်တဲ့လူရှိရေနောက်တစ်ခုကကြတော့ဒီအထဲမှာပေါ့နော် reading ကိုဟောကြားမှုတွေဟိုပြုလုပ်ပေးနေတဲ့အချိန်မှာလေဒီလိုပဲပေါ့နော်တချို့အရာတွေကရှင်းပြရတာရှိတယ်အဲဒီရှင်းပြပြီးတာအကြောင်းအရာတွေရှင်းပြရတဲ့အကြောင်းအရာတွေကိုနားလည်ပြီးသားလူတွေက ဘာလဲဟိုကြော်သွားပေါ့နော်ကိုမကြားကျင်တဲ့အကြောင်းအရာကြီးဆိုနောက်တစ်ခုကကြတော့တခါတလေကြာရင်ရှင်းပြရတာမဟုတ်ဘဲနဲ့ဟို healing advice ပါရောပြီးတော့ပေးရတာမျိုးရှိတယ်ဒါကမပေးလည်ရတယ်နော်ဒါပေမဲ့ဆရာမကကြုံကြုံတို့လို့ပြောတတ်တာဖြစ်တာဖြစ်တယ်တော့အဲ့ဒါမျိုးစိတ်မရှိတဲ့လူတွေကကြော်သွားပေါ့နော်ဘာဖြစ်တော့ဗီဒီယိုတင်ပေးတာဖြစ်တယ် live လွှင့်နေတာလည်းမဟုတ်ဘူးဖြစ်တာဖြစ်တဲ့အတွက်ကြော်သွားလို့ရတယ်ဟိုစိတ်မကျေလူတွေ comment မှာလာမန်းတာတွေတွေ့လို့ပေါ့နော်နောက်တစ်ခုက ဟို intro ပေါ့အခုလို intro လေးလေးတခါတလေကြာရင်ဆရာမရဲ့ဒီဟိုတည်တံ့မေးမြန်းလို့ရရင်ဟိုတဲ့ information လေးအကြောင်းပေးတာရှိတယ်ဒီလိုမျိုးလေးပေါ့နော်စကားလေးအလှပါတလှပါပြောတာလေးတွေရှိရင်ဒါလည်းတယောက်နဲ့တယောက်ကိုနော်ပေါ့ရင်းနှီးမှုယူတာပေါ့နော်ဒါလေးတွေလည်းဟိုတယောက်နဲ့တယောက်ဟိုပေါ့တယောက်နဲ့တယောက်လူမမြင်ရပဲအလုပ်တွေလုပ်ကြရတာဆိုတော့အဲဘယ်လိုပဲပေါ့နော်ဟိုတော့ တည်တက်လာမင်းလေကျမတို့ကတောင်းနေတရားလိုကနေရှင်ရှိအောင်တော့ energy လေးရအောင်တော့ဒီလိုလေးတွေရင်းနှီးထားရင်ပို့ပြီး energy ရအောင်ပေါ့နော်ဒီမှာလည်းအဲ့လိုပါပဲဘာရတော့မဟုတ်ဘူးစကားလေးတွေအဲ့လိုပေါ့ပေါ့ပါပါလေးပြောခြင်းလို့လေးပြောတယ်လို့အဲ့လိုအဲ့လို intro လေးမှာကြာသွားတယ်ဆိုရင်အဆင်မရှိပါနဲ့အလောကဒါတွေကိုသီးမခံနိုင်နေဆိုတဲ့လူကကြော်ကြည့်လို့ရတယ်ကြော်မကြည့်ခြင်းဆိုရင်လေဒီလိုကျမရဲ့ဗီဒီယိုတွေကိုဝင်ရောက်မကြည့်လို့လည်းရတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပဲဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဆရာမအခုကအခုပြောပြမယ့်အကြောင်းအရာကတော့ ဒီမှာနိုဘင်မာလာအစတည်းကတင်မလို့ကြံရွယ်ထားပြီးတော့ဗီဒီယိုမြိုင်ပြတာရဲ့တခြားဗီဒီယိုလေးတင်နေရတာ ਨੇ ဒီဟာကိုမတင်ပြဖို့ပေါ့နော်နိုဘင်မာလာကအခုဆိုရင်ဟိုပါပေါ့ဒုတိယဘက်ထက်လည်းရောက်လာပြီဆိုတော့ဒီနိုဘင်မာလာရဲ့နောက်ပိုင်းရက်တွေမှာကိုယ့်ရဲ့အခြေအကံကြမှာကဘာလို့ဆက်ဖြစ်လာမလဲဘလို့အခြေအနေတွေရှိလဲဆိုတာကိုကြည့်ပေးမှာပေါ့နော်အဲ့တော့ဒီမှာကအခြေအကျအောင်ကြည့်တော့မှဖြစ်တာဖြစ်တဲ့အတွက်ဒီမှာကတစ်ဖက်သူရဲ့ energy ပါရင်လည်းပါမပါရင်လည်းမပါဘူးဒီထဲမှာနားထောင်မဲ့လူမှ single ကိုရွယ်ထားတဲ့လူမရှိ ိရှိချင်မှလည်းရှိမယ်မရှိတဲ့လူတွေလည်းပါမယ်ဘလူးမဆိုကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်တဲ့ကြံချင်မအောင်ဒီမှာဝင်ရောက်ကြည့်သွားလို့ရတယ်နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်မ region လေးကိုပဲသွားလိုက်ပါမယ်ကျမတို့ဒီ November လရဲ့ကြန့်ရှိနေတဲ့လ17လပိုင်းပေါ့နော်ကြန့်ရှိနေရက်ရက်နော်ဒီကြန့်ရှိနေတဲ့ရက်ဆိုတော့ရက်20ဝန်းကျင်ပေါ့အဲ့ဒီ အဲ့ဒီရက်တွေမှာအချင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလာရောက်ကြည့်တဲ့လူတွေဒါဒီ collective region เนาะအပိုင်းရွေးစရာမလိုဘူးဒီဟာကိုဒီဒီဥစ္စာကိုဝင်ရောက်ပြီးတော့နားထောင်ဒီတိုင်းနားထောင်လိုက်လို့ရတယ်ပေါ့เนาะအဲ့တော့အချင်းမှာဘာတွေဖြစ်လာမလဲဆိုတော့အရင်ဆုံးတွေ့ရတာကလေအဲ့တော့ November လဟိုနိုဝင်ဘာလနောက်ပိုင်းရက်တွေကိုမပြောခင်အခုလက်ရှိအချိန်နေနဲ့ရှေ့ပိုင်းဖြစ်နေတဲ့ energy တွေလို့အဲကျွန်မမြင်နေပေါ့เนาะဘာလို့ဘာမြင်တာလဲဆိုတော့နည်းနည်းလေး ဒီမှာပေါ့နော်ဒီကက်နှက်ကအရင်ဆုံးကြာလာတဲ့ကက်နှက်ကအရင်ဆုံးကြာလာတဲ့ကက်နှက်ကအရာကဟမ်တချို့တွေအချီးမာတော့လကောငွေရေးကြီးအလုတ်ကန်ဘွားရဲ့အကြောင်းရင်းတစ်ခုခုကြောင့်နည်းနည်းလေးစိတ်ညစ်နေတာမျိုးတွေ့တယ်နော်စိတ်ညစ်နေတယ်စိတ်ညစ်နေရတဲ့အချိန်တွေတခုရှိတယ်ပေါ့နော်တချို့ကတော့နော်ကျွန်မပြောလိုက်တဲ့ဇောနာအကြောင်းအရာတွေအားလုံးပါခြင်းပါမယ် နော်တချို့ကတော့ကျမပြောလိုက်တဲ့ဇောနာအကြောင်းအရာတွေအားလုံးဆိုတော့ငွေကြီးတွေလည်းအဆင်မပြေဘူးလောက်ကင်တွေလည်းအဆင်မပြေဘူးအော်အချစ်ရေးကလည်းထင်တယ်လားကိုယ့်ရဲ့အချစ်ရေးကလည်းကိုမျောလင့်ထားတဲ့အတိုင်းဖြစ်နေလားဆိုတော့မဖြစ်နေတော့အဲ့ဒါလေးတွေကြောင့်ဒီအစာပိုင်းဒီ၁၇လပိုင်းရဲ့အရှိပိုင်းရက်တွေမှာတော့လကောက်အခုလက်ရှိအချိန်ဒီဗီဒီယိုနားထောင်နေတဲ့အချိန်မှာတော့လကောက်အဲ့လိုလေးတွေရှိနိုင်တယ်ပေါ့နော်อืม ဲ့တော့အဲ့လိုအခြေအနေမရှိသေးတဲ့လူတွေကလည်းနော်နောက်ပိုင်းဒီဗီဒီယိုနားထောင်ပြီးတော့တရက်နှစ်ရက်အတွဲမှာနဲ့အဲ့လိုအလေးတွေရှိလာနိုင်တယ်နော်အဲ့ဒါလေးကအရင်ကယူအရင်စိုးရင်ရလာဆရာမကြီးဆိုရင်တော့နောက်ပိုင်းနောက်ကကြလာတဲ့ကတည်းကကောင်းပါတယ်အဲ့တော့အဲ့လိုလေးတော့ခဏလေးခဏလေးတော့အဲ့လိုအခြေအနေတွေကြောဖြတ်ရလိမ့်မယ်နော်ပြီးရင်ကိုကတချို့အချိန်ဒီမှာနော် ကိုယ့်ရဲ့နော်ကိုယ့်ရဲ့အတိတ်ကအကြောင်းတွေပြန်တွေးမိနေတာဒီနော်ဟိုအတိတ်ကအကြောင်းတွေပြန်တွေးမိမယ်ပြီးတော့ကြတော့လေငယ်ဘဝအဲ့ဘလောက်တောင်အတိတ်ကိုပြန်တွေးမိနေလဲဆိုတော့တခါတလေအတွေးတွေကမျိုးမျိုးမျိုးသွားရင်မျိုးသွားရင်နေလေငယ်ဘဝအကြောင်းယာတွေအထိပါလေရောက်သွားနိုင်တယ်ပေါ့နော်ငယ်ငယ်တုန်းကငယ်ငယ်တုန်းကအကြောင်းယာတွေကိုယ့်ရဲ့အတိတ်မှာတွေအဲ့ဒီမှာနော်ဒါအချစ်ရဲ့အကြောင်းပြောနေတာဆိုတော့ငယ်ငယ်တုန်းက မာငငယ်တုန်းဒါမှမဟုတ်ရင်ကိုယ့်ရဲ့အတိတ်မှာရှိခဲ့တဲ့အချစ်တွေအကြောင်းတွေเนาะဟိုချစ်ချင်းမြတ်တာမှာကောင်းတာတွေရှိမယ်ဆိုးတာတွေရှိမယ်ကြော်ပြတ်ခဲ့ရတဲ့အဆိုးတွေအကောင်းတွေအဲ့ဒါတို့ပြန်ပြန်ပြီးတော့လေ step by step ကိုစဉ်းစားနေရเนาะ step by step ဆိုတာလေဗာလေတို့ရုပ်ရှင်ကားတကားမှာဆိုရင်음플레이백ပြန်ပြန်ကြီးကပေါ့เนาะတကွက်ချင်းစီတကွက်ချင်းစီအဲ့လိုမျိုးကိုဘာဖြစ်လို့ဒီရက်ပိုင်းရကြမှာပြန်ပြီးတော့ တွေးမိနေရလဲလို့တော့ကိုယ့်ကိုစဉ်းစားမိပဲအဲ့လိုမျိုးတွေအဲ့လိုမျိုးတချို့လူတွေမှာရှိရယ်နော်အဲ့လိုမျိုးပြန်ပြီးစဉ်းစားမိနေပဲအဲ့စဉ်းစားရင်စဉ်းစားရင်လည်းဟို energy ကလေတချို့ကအဲ့လိုစဉ်းစားလို့ဟို energy ပြန်ကျသွားတာသိလားပုံမှန်ဆိုရင်ကောင်းတယ်ကိုယ့်ဘက်ကိုယ်ကိုနေတူကတော့လက်ရှိအနေထားမှာနေနေကောင်းတယ်အဲ့ကောင်းနေရနေပြီးတော့အခုကဖြစ်တတ်တယ်ပေါ့နော်နှစ်လဲကုန်ကနေပြီးဆိုတော့ဒီတစ်နှစ်တာလုံးမှာငါဘလို့ကြော်ပြက်ခဲ့ရလဲဆိုတာကိုလူတွေကတခါကျစဉ်းစားတတ်မိတယ်နော်စဉ်းစားရင်စဉ်းစားရင်လည်းအရှိမမကောင်းတာတွေနော် အဟိုအစင်မပြေခဲ့တဲ့ energy တွေရှိကောင်းရှိမယ်အဲ့ဒါလိုစဉ်းစား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 နေတဲ့အတွေးတွေလုံးပြီးတော့နော်ဟိုငယ်ဘွားတွေအထိရအောင်ချိန်ဟိုလောကလေအတွေးတွေမရက်တော့ဘူးနော်မရက်တော့အတွေးတွေရမ်းများပြီးအဲ့ဒီအတွေးတွေကြောင့်အစင်မပြေမှုတွေတစ်ခုမဟုတ်တစ်ခုဖြစ်လာတတ်တယ်နော် အဲ့တော့ဒီမှာက single တွေတော့၎င်းတစ်ဖက်သူရှိတယ်လို့ပြောကအဲ့ဒီ energy လို့နည်းနည်းသတိထားဒါဒီဘာလို့ဒီကက်နှစ်ကက်နေနေမယ်လीဒီမှာလीတော်တော်ဟိုဟိုအနေဟိုပါဗလဲပြောရမယ်အချက်လက်တွေအများကြီးပဲရလာတယ်ဘာလို့လို့ပြောရလဲဆိုတော့တခါတလေကြာရင်ကွာတကယ်အဲ့ဒါကြောင့်လေတကယ်စိတ်ပိုင်းဆိုင်ရာအရာရှုထောင့်ရပဲတည်တည်ဒီမှာတို့ဘာသာရေး line line ကပဲကြည်ဘယ်ဘက်ကပဲကြည်ကြည်ပေါ့နော်ဘယ်ဘာသာရေးနဲ့မဆိုဘူးဘယ်ဘက်ကပဲကြည်ကြည်လက်ရှိအခြေအနေတွေမှာပဲဟို ပို့ပြီးတော့ဗောနော်ပစ္စုပ္ပန်ကိုတက်ထည့်ရှုခိုင်းတာများတယ်ဒါစိတ်ပိုင်းဆိုင်ရာအရာလည်းအဲ့လိုပဲဘာလို့လဲဆိုတော့တခါတည်းကျရင်အတိတ်ကိုအတိတ်မှမထားခဲ့ဘူးအဲဆိုရင်လေအဲ့ဒီအတိတ်ကကောင်းခြင်းဆိုခြင်းနဲ့အသေးလာဗောနော်ဒါစိတ်စိတ်အရာပြောတာနော်အတိတ်ကိုအတိတ်မှလုံးဝမိထားပြီးတော့ဘာမှမသေးလာဘူးလားတော့မဟုတ်ဘူးအတိတ်မှသင်္ကန်းစာယူစရာတိရှိတယ်သင်္ကန်းစာပဲယူအဲ့ဒီအရန် emotional မဖြစ်နေဗောနော်အဲ့လိုပဲအနာဂတ်ကိုလည်းအရင်ကြိုတွေးပြီးတော့စိုးရိမ်ပူပန်မှုတွေမဖြစ်ရင်ဒီစိတ်ပိုင်းဆိုင်ရာအတွက်အကောင်းဆုံးပဲဆိုတာဒါကအနာဂတ်အတွက်အစီအစဉ်မချရအောင်ဘာညာပြောတာမဟုတ်ဘူး ုတ်ဘူးเนาะဒါစိတ်ပိုင်းဆိုင်ရာရှူတောင်းอ่ะนี่ကိုကိုကိုရဲ့စိတ်ကိုကိုကျမ်းမာအောင်ပျော်ရွှင်အောင်နီနီလေးကိုနီနီတဲကတခုကိုပြောတာစောကျွန်မပြောတာဒါရေအဲ့လိုဘာလို့ပြောလဲဆိုတော့တခြားရှူတောင်းอ่ะကြည်ရင်ကြတော့အဲ့အဲ့ဒီအရာတွေကဘဲဘဲကဏ္ဍမဆိုကရှူတောင်းကတော့မျိုးမျိုးကြည်မှာပဲဟိုတီယိုတီယိုရီဆိုတာမှန်တာဘောနော်ဆိုတော့အဲ့ဒီအဲ့ဒီဟာလေးဒီမှာညီနေရလို့ဒီမှာထည့်ပြောတာပေါ့နော်တချို့ကဒီအတိတ်တွေကိုစဉ်းစားစဉ်းစားရင်းနဲ့ဟိုနောက်ကြောင်းနေပြန်ဒီမှာတော့အနာဂတ်အကြောင်းစဉ်းစားတာတဲ့အတိတ်က စိုးခဲ့တဲ့အရာတွေကြောင့်အဲ့အဆင်မပြေမှုဖြစ်သွားတယ်အဲ့အတိတ်တွေပြန်စဉ်းစားရင်အဆင်မပြေမှုဖြစ်တယ်တချို့လူတွေကကိုယ်စိတ်နဲ့ကိုယ်အဆင်မပြေနေတာအဲ့တော့ကိုယ့်အခြေအနေမှာလည်းတာယာပြောရှင်းစရာမကောင်းလိုက်တာကအနာဂတ်ကြီးမှာရောအဲ့လိုမျိုးပဲဖြစ်နေဦးမှာလားလို့တွေးမိပြီးအဆင်မပြေသွားတာအဲ့ဒီအချိန်မှာလက်ရှိမှာလည်းအဆင်ပြေနေလားဆိုတော့လက်ရှိအခြေအနေကလည်း single သော၎င်း relationship သော၎င်းမပြေနေဘူးကမပြေဘူးဆိုတာတာယာစရာကိုယ်စိတ်ကျင်နေလားဆိုရင်မရတော့အဲ့လိုအဲ့လို energy မျိုးတွေစိတ်ကကျသွားစရာပေါ့အဲ့လိုမျိုးဖြစ်တတ်တယ်နောက်ဒါပေမဲ့အဲ့ဒီအချိန် မှာပဲဒီအလုတ်ကင်ကိုအချီးရဲကြောင့်ပြောနေနေဒီမှာအချီးရဲနဲ့အလုတ်ကင်နဲ့တွဲနေတဲ့လူကြီးရှိရေနော်အဲ့ဒီအလုတ်ကင်ကိုကြီးလေးကဟိုပြန်အစင်ပြလာတဲ့လူတွေပါတယ်အဲ့တော့အဲ့ဒီဟာနေပြီးတော့ energy ကပြန်ကောင်းသွားပြင်မယ်တစ်ဖက်မှာကြတော့လေနော်တစ်ဖက်မှာကြတော့လေဟင်တစ်ဖက်မှာကြတော့လေနော်ဒီမှာဒီကကလေးပြချင်တော့တစ်ဖက်မှာကြတော့လေသူကလေဟိုမွန်းကျက်မှုလေးတွေရှိလာတယ်ပေါ့နော်ဘာအဲ့ဒါဒါဘလို့ဖြစ်နိုင်လဲဆိုတော့ကွာတချို့ကကြတော့ ဟိုအချစ်ရေးမှာအဆင်ပြေခြင်းနဲ့အချစ်ရေးကိုအာရုံစိုက်ခြင်းနဲ့ဒါပေမဲ့เนาะအချစ်ရေးမှာကဒီလိုမျိုးပေါ့เนาะဟိုကိုတောင်ယူရတဲ့အပိုင်းတွေများတယ်ကိုကလုံးဝလေတချို့ဆိုရင်အကြီးကဲခေါင်းဆောင်ပိုင်းနော်အဲဒီလိုမျိုးအဲဒါဒါအလုံးမှာပေါ့တချို့ကြအလုံးမှာမဟုတ်ဘဲနဲ့ငွေရေးကြီးအလုံးအကန်မှာကိုမဥမဆောင်ဆိုရင်ကိုမိခုနေတဲ့လူတွေရှိတယ်နော်ကိုကဘယင်ဘယင်ဘယင်လို့ဘယင်မလို့ဆိုအလုံးသိကြတဲ့အတိုင်းပဲလေနော်သူအတိုင်းမီဒါတဟိုအရင်တော့ရှေ့ခေတ်တည်း ရှိတာတိုင်းပြည်ကိုအုပ်ချုပ်တဲ့လူတွေဆိုတာကိုယ့်ရဲ့ပုဂ္ဂိုလ်ကြီးကခန်းစားချက်တဲ့ဒီတိုင်းရင်းပြည်အတွက်လည်းရန်ကြီးရတယ်ဒီလိုပဲပေါ့နော်ဒီထဲမှာလည်းအဲ့လိုလူတွေပါလိမ့်မယ်ကိုယ့်ရဲ့တကွေတကာရကိစ္စတဲ့အချစ်ရေးဆိုတော့ကိုယ့်ရဲ့တကွေတကာရကိစ္စတဲ့ပို့သွားတာပေါ့နော်အဲ့လိုတကွေတကာရကိစ္စတဲ့ ဒီအရင်စဉ်းစားကြရတယ်များတယ်အထူးသဖြင့်ငွေကြီးအလုတ်ကင်မျိုးလဲအဥစားပေးမှကိုရမယ်ဆိုတဲ့လူတွေပါတယ်ပေါ့အဲ့လိုဥစားပေးမှလဲကိုနော်ကိုရဲ့နောက်မှာရှိနေတဲ့ဒုဖောက်ကိုင်းဘက်တွေအတူတူအလုတ်တွဲလုံနေလူတွေလက်အောင်ငယ်သားတွေမိသားစုတွေမှာဆိုတဲ့မိသားစုတွေအတိုင်းဝန်းနေအဆင်ပြေမယ်ဆိုတဲ့လူမျိုးတွေရှိတယ်ပေါ့အဲ့လိုဆိုတော့အဲ့ဒီ ဖိအားအဲ့ဒါဖိအားရှိတာပေါ့လူတိုင်းမှာအဲ့လိုအခြေအနေရှိလာပြီဆိုရင်ဟိုဘလောက်ပဲတော်ရဲထက်တဲ့လူပဲဖြစ်ဖြစ်ဘလောက်ပဲ time management တော်ရဲလူပဲဖြစ်ဖြစ်ကစိတ်ထဲမှာတော့မုန်းချက်မှုဆိုတာရှိတယ်တောင်းယူမှုတွေပါအဲ့ဒီအရာရေပို့ပို့များလာလေပို့ပြီးတော့မုန်းချက်လာလေအခုကအဲ့ဒီအဲ့ဒီ energy မျိုးဒီ subtle level မှာရှိရယ်နော် ဒါပေမဲ့လေအဲ့ဒီမွန်းချက်မှုတွေဟာ ਨੇ လွမြောက်အောင်လို့ကိုကိုတိုင်းပြန်ပြီးရုံလိမ့်မယ်ဘယ်လိုရုံမလဲဆိုတော့ဟုတ်တယ်เนาะဟုတ်တယ်ငါဒီလိုကိစ္စတွေကြောင့်ငါ့ရဲ့အချစ်ကြီးကိုငါအာယုံမဆိုင်နိုင်အောင်ဖြစ်နေတယ်ငါအာယုံပြန်ဆိုင်ဖို့စူးစမ်းမှရမယ်เนาะအချိန်ပေးမှရမယ်ဆိုပြီးတော့ကိုချက်ချက်သူတစုံတရာရှိနေရင်အဲ့ဒီတစုံတရာစီပြန်ပြီးတော့အချိန်ပေးတာเนาะအချိန်ပေးနိုင်မှုစူးစမ်းတာဒါမျိုးတွေရှိနေမယ်ဟွန်းဒါဒါเนาะဒီဘက်ကကိုယ့်ရဲ့ energy လို့လည်းဒီဒီဒီ radio line ရောက်နားထောင်မဲ့သူတွေဒီ energy လို့လည်းပုံခန်းစားမိတယ်ဟိုတစ်ဖက်သူရဲ့ energy တက်လေနော်ကိုကိုတိုင်းကကိုပဲအလုပ်တွေရှုပ်တယ်လူပါလိမ့်မယ်အဲ့ဒီလူတွေပါခဲ့ရင်အဲ့ဒီလူတွေကနော်ကိုရဲ့ချစ်သူကြီးစားကိုရည်ရွယ်ထားတဲ့လူပေါ့နော်အဲကိုရဲ့အိမ်ထောင်ဖက်အဲ့လိုလူတွေအတွက်အချိန်ပြန်ပေးဖို့ စူးစမ်းလာလိမ့်မယ်ပေါ့ဒီ7လပိုင်းနေမှာအရှိပိုင်းမှာတော့အဆင်ပြေဘူးသူကဒီလလဲကနေနောက်ပိုင်းနေမှာပို့ပို့အဆင်ပြေလာလိမ့်မယ်တကယ်လို့အဲ့ဒီ energy ကနော်ဟောဒါကတော့ရွေထားတဲ့သူတစ်ဖက်သူရှိတဲ့လူတွေပေါ့အဲ့ဒီ energy ဆီမှာရေဒီမှာ energy မဟုတ်ဘူးကျွန်တော်ရဲ့ energy မဟုတ်ဘူးတစ်ဖက်သူရဲ့ energy ဆိုရင်တစ်ဖက်သူကပြန်ပြီးအချိန်အတွက်အချိန်ပေးပြီးတော့ကိုယ်ကိုလေးလာပြီးတော့အချိန်ပေးတာကံလန်းမှုတွေပြုလုပ်တာဒါမျိုးတွေလာလိမ့်မယ်နော်ဒါပေမဲ့တယောက်နဲ့တယောက်ဘလို့ပဲဒီလိုမျိုးအရှိပိုင်းနေမှာအဆင်မပြေဖြစ်ခဲ့ဖြစ်ခဲ့ အစိတ်တွေဘလောက်ပဲမွန်းချက်ရမွန်းချက်ရအတွင်းစိတ်မှာတော့တိကြတယ်တယောက်နဲ့တယောက်လေသူ့ရဲ့မေတ္တာကိုယ့်ရဲ့မေတ္တာနော်ဒါဒါဒါဆင်ခဲ့တဲ့အတွက်မဟုတ်တစ်ဖက်သူရှိရဲ့လူတွေအတွက်သူ့ရဲ့မေတ္တာကိုယ့်ရဲ့မေတ္တာနော်အလိုလိုတိတယ်ချစ်ချင်းမေတ္တာရှိတယ်နော်ဆိုတာကိုတရတရတိကြတယ်ပေါ့နော်အလိုလိုအလိုလိုတိနေတဲ့စိတ်တစ်ခုကြောင့်ပဲတကယ်အဆင်ပြေဖို့အချိန်ပေးချတဲ့အချိန်ကျအများကြီးနှိမ့်နိုင်စရာမလိုပဲအဆင်ပြေသွားချတာကိုတွေ့တယ်နော်စစ်တလာပိုင်းရဲ့နောက်ပိုင်းရဲ့ energy ကောင်းနေလို့နော်ကျွန်မပြောခဲ့ပြီတဲ့ဒီမှာကျနော် ဒီထဲမှာသိကြရဲစင်ခဲတော်၎င်းနော် relationship တော်၎င်း merit တော်၎င်းဘယ်လိုပုံစံမဲ့ဖြစ်နေနေအချီအတွေ့နော်ရင်းနှီးမြှုပ်နှံမှုတစုံတရာပြုတ်လုထားပြီးသားလူတွေဖြစ်မယ်ဒါကိုကျမဘယ်လိုပြောတာလဲဆိုတော့အလူဆိုတာလေးဘယ်ရာပဲဖြစ်ဖြစ်နော်ဟိုချိန်အားလူအားငွေအား invest လုပ်ရတယ်ရင်းနှီးမြှုပ်နှံကြရတယ်နော် single တွေလည်းတဖာလို့ပါလဲလို့ပြောရလဲဆိုတော့ single တွေလည်းအချီအစဉ်ပြေးခြင်းကိုအရှိမ healing လုပ်ပြီးတော့ကြော်ပြတ်ခင်ရတဲ့အဆင့်နေရှိလိမ့်မယ်နော်ရှိလိမ့်မယ်အခုလက်ရှိလူနဲ့မဟုတ်ရင်တော့မကိုယ့်ရဲ့အချစ်ကြီးလက်ရှိလူနဲ့ဆိုတာနော်ကိုကိုလက်ရှိကိုမှလက်ရှိလူမရှိသေးဘူးဆိုရင်တော့မအရှိမအရှိမနော်ကိုအချစ်ရဲ့အဆင့်ပြေဖို့ကိုကာမစ်ဆိုတဲ့ဒီဟိုသောက်စစ်ဖြစ်တဲ့လူတွေနဲ့လည်းတွေ့ရင်ကြော်ပြက်ခင်ကြော်ပြက်ခင်ရလိမ့်မယ်အဲ့ဒါတွေလည်းရင်းနှီးမြှုပ်နှံမှုပဲเนาะဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာတွေလည်းအဲတယောက်တွေ့တဲ့အဆင်မပြေဘူးတယောက်တွေ့တဲ့အဆင်မပြေဘူးဆိုတာလည်းအဲ့ဒီလူတွေရှိရနေသင်ခန်းစာယူဖို့ကို ကြော်ဖြတ်နေရတာပဲပေါ့နော်ဆိုတော့အဲ့ဒီဟာလေးလည်းဒါရင်းနှီးမြှုပ်နှံမှုပဲနော်အချိပို့အဆင်ပြေတာတွေ့ဖို့အဆင်မပြေတာနဲ့အရင်ကြုံပေးရတယ်အဲ့မှာသင်ခန်းစာယူတယ်နောက်လူကြရင်ဘယ်လိုအဆင်ပြေအောင်သွားမလဲဆိုတာမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုလူမျိုးတွေလည်းရှိတယ်လို့တချို့ကကြတော့လေအခုလက်ရှိဒီလင်းလုပ်နေတဲ့ဒီလင်းပါဆန်နဲ့ဘဲနဲ့ကိုယ့်ရဲ့ချစ်သူပဲဖြစ်ဖြစ်အာကိုယ့်ရဲ့ဟို saturation ship ပေါ့နော်ဟိုမကြဒီမကြဆက်ဆံရေးလေးလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်ထောင်ပဲဖြစ်ဖြစ်ကိုယ်တစ်ပတ်သက်ကြိုက်နေလူပဲဖြစ်ဘယ်လိုပဲဖြစ်ဖြစ်တေးချတယ် ဂျင်းနီမြုံနယ်မှုအချိန်တိုင်းတာတကူအဲ့ဒီဟာတွေနဲ့ထိုက်တန်တဲ့ရလက်ကလေးကိုပြန်ရတော့မှာပြောချင်တာဒီ message ဒီရဒီရအဲ့ဒါဒါဘယ်တော့ရမှာလဲဆရာမလေးဆိုဒါလေးစက်တလာပိုင်းနောက်ဆုံးဘက်လောက်ဆိုရင်ပို့ပြောကောင်းတဲ့ energy တွေရောက်လာလိမ့်မယ်အဲ့ဒါနော်အဲ့ဒါအဲ့တော့ဟိုကြာလိုက်တာဆရာမကြီးလို့စဉ်းစားနေလူတွေပိုင်းပါလိမ့်မယ်ပါမှာပေါ့ဗျာပြီးတော့အရှိပိုင်းထဲမှာတွေအဆင်မပြေဘူးဒီမှာကြည့်လိုက်နော်ဒါတချို့ဆိုရင်နှစ်ချီပြီးခုနှစ်နှစ်နဲ့အထက်အဲ့လိုမျိုးတွေမလေးလို့တော့အဲ့လိုမျိုးတောင်ရှိရယ်နော် ဟိုလေအရန်စိတ်ရှိတီးခံပြောစောင်းဆိုင်လာတဲ့လူတွေလည်းရှိကောင်းရှိမယ်။အရင်တော့တချို့တိုင်းခုနှစ်လပေါ့နော်တချို့တိုင်းလအဓိကပြောချင်တာဒီဟို ခဏလေးတော့ရင်းနှီးမြှုပ်နှံထားတာမဟုတ်အချိန်တိုင်းတာတကူတော့ရင်းနှီးမြှုပ်နှံပြီးတော့စ조사ပြီးတီးခံထားတဲ့လူတွေပါတယ်အဲ့ဒီလူတွေအဲ့အဲ့အဲ့ဒီလူတွေတချို့ကြလည်းမဟုတ်ဘူးဟိုဟိုတလားနှလားဒီလိုဘယ်လိုပဲဖြစ်ဖြစ်ကိုရဲ့ invest ကိုရဲ့ဒီအရင်းမြစ်တွေကိုနော် invest လုပ်လိုက်ရတယ်ဆိုတဲ့လူတွေအဲ့ရနဲ့ထိုက်တန်နဲ့ရလက်ကိုဒီ7လပိုင်းနောက်ဆုံးမှရမယ်နော်ရောက်ကိုရမယ်အပြန်လည်ချစ်ချင်းမြစ်တာတွေပြန်ပြီးတော့နော် flow ဖြစ်သွားမယ်ပေါ့နော်ဗါလဲ inflow outflow အရင်ညီသွားမယ်အဲနော်ဟိုအပြန်လည်စီးစင်းမြစ်တာတွေ ရှိသွားမယ်တယောက်နဲ့တယောက်ကသူကိုချစ်တယ်လို့ကိုသူချစ်မယ်ပေါ့နော်ဒီမှာကတချို့သောအချိန်တွေမှာကိုအရှိပိုင်းမှာစိတ်ညစ်နေရတာဒီဒါကြောင့်လည်းဖြစ်ချင်းဖြစ်မယ်နော်ဒီမှာကြီးဒီဒီ energy ကိုပြောရပါတော့ဟိုဒီအရာရာခက်ခဲနေတဲ့အချိန်ကာလမှာအချိကြီးရလဲတယောက်နဲ့တယောက်က balance မမျှတာဘူးပေါ့နော်ကိုကကြီးပေးဆက်နေရပြီမျိုးတွေပါချင်းပါလိမ့်မယ်ဒါဒီကို energy မဟုတ်ဘူးတစ်ဖက်သူရဲ့ energy ဆိုရင်လည်းနှစ်ဖက်သားပြန်မျိုးညီညွတ်သွားလိမ့်မယ်အရင်အဆင်ပြေလာလိမ့်မယ်ဒါဒီ17လပိုင်းကုန်ကနေလောက်မှာတော့ဖြစ်မယ်နော်အစောကြီးတော့မမျောလင့်မမျောနေနဲ့ဘာလို့လဲဆိုတော့ဒီမှာကက်တရားနောက်မှကြာလာပြီးတော့ပြောနော် အဆင်မကိုတိုင်းကအဲ့လိုခံစားနေရတာမကြီးတကယ်ကိုကောင်းတဲ့ energy လေးရှိပါတယ်ရှင်เนาะဒါ7လပိုင်းနောက်ဆုံး energy လေးဖြစ်ပါတယ်နောက်ဆုံးဆိုပေမဲ့လည်းအခုကဟိုရက်20ပေါင်းဝင်ခြင်းပဲလိုတော့တာလေနော်ဒီဗီဒီယိုတင်လာတာမှဆိုတော့မကြတော့ပါဘူးအော်တချို့ဆိုရင်ဒီလလယ်ပိုင်းတွေကလလယ်လောက်တည်းကတော်တော်လေးကိုပျော်ကြောက်အောင်မိညောက်တာပေါ့နော် ဟို happiness တွေတော့တချို့ဆိုရင်အရန်ပြောကြကောင်းတဲ့အခြေအနေတွေဖန်တီးပြမယ်တချို့ဆိုရင်လေအော်တချို့ဆိုရင်လေဒီမှာမြင်နေရဟိုအားတော့မှပေါ့နော်ခကြီးတွေပိုင်းအောင်ထွက်ပြမဲ့လူတွေရှိတယ်နော်ခကြီးသွားဖို့စီစဉ်နေတဲ့လူတွေရှိလားအဲ့ဒီလူတွေဆိုရင်ခကြီးတွေပိုင်းနှစ်ယောက်သားနော်နှစ်ယောက်တည်းထွက်ပြမှာနော်နှစ်ယောက်တည်းတကင်းချင်းမင်းဆွေပေါက်တဲ့နေမပါဘူးအဲ့လိုခကြီးမျိုးလေးတွေသွားပြမယ်နော်ဒါစီစဉ်နေတဲ့လူတွေတော့ပြောလို့ရပြီပေါ့နော်စီစဉ်မရှိတဲ့လူတွေတော့မှ surprise ဖြစ်နိုင်တယ်နော်ဒါမဲ့အဲ့လိုအဲ့လိုခကြီးသွားဖို့တာမဟုတ်ရင်တော့မှ ူနဲ့ကိုနဲ့ဝေးနေရတယ်ဆိုရင်เนาะ surprise အနေနဲ့ तू ကလာတွေ့တာတို့ကိုကသွားတွေ့ပြစ်တာတို့အဲ့လိုအခြေအနေလေးလည်းရှိဘလို့ပဲပြပြနေရောက်သားတွေ့ရမယ်အမှချမ်းရန်ကိုလေးပြောစရာကောင်းတဲ့ romance တွေကဒီ17လပိုင်းအကုန်မှာရှိတယ်နေရောက်သားတွေ့မယ်เนาะပြောမယ် date ကြမယ်အဲဒီမှာကြီးတချို့တချို့ဒီမှာလေး separation ဖြစ်နေတဲ့လူတွေပါလိမ့်မယ်လူတော်၎င်းစိတ်တော်၎င်းအဲ့လူတွေ reunion ရမယ်เนาะပြန်ပြီးတော့အဆင်ပြေလာလိမ့်မယ်အဲ့ဒီဒီတစ်ခေါက်အဆင်ပြေခြင်းဒီဒီထဲမှာလေး soul connection သမားတွေတော်တော်များများပါတယ်เนาะကျွန်မခန်းစားနေရတာ soul connection ဆိုတာလေအဲ့ဒါကြောင့်လေ လေဒီဒီလိုမျိုးလေချိန်တိုင်းကတခုဒီရင်းနှီးမျိုးနဲ့ပေးဆက်နေရတာတော့မှလက်မတွနိုင်ကြဘူးလေဆိုတာကလေအဲ့လိုမျိုး connection တခုချိတ်ဆက်နေကြလို့ပဲတိလားอืม အဲ့လိုလူတွေထဲမှာပါတယ်အဲ့ဒီမျိုးကလေအဲ့ဒါမျိုးကသူ့ရဲ့ဒီဘယ်လိုပြောရမလဲအတိတ်ဘဝမှာရေဇက်တွေပါလာခဲ့တယ်အဲ့ဒီရေဇက်တွေကလည်းပေါင်းဖက်ဖို့အတွက်ကဖြစ်တည်လာပြီးတော့လာဖြစ်ပြီးလာပြီးတော့ဒီဘဝမှာလာဆုံနေဆုံပေမဲ့လည်းအခက်အခဲတွေအများကြီးကြိုးဖြတ်ကြရတယ်ပေါ့နော်ဒါကတော့ထုံးစံအတိုင်းပဲ soul connection ဆိုတဲ့ဒီ mission တစ်ခုကြောင့်လာဆုံတဲ့လူတွေအဲ့လိုပဲပေါ့နော်အဲ့ဒါတွေကိုကြိုးဖြတ်ရတယ်အဲ့တော့အခုအတိုင်းတာတစ်ခုတည်းတချို့ဆိုရင်သုံးပုံမုံနှစ်ပုံလောက်ဒီကိုကြိုးဖြတ်ပြီးသွားတယ်အဲ့ဒီအနေထားကြောင့်နော်ဒီတစ်ခေါက်ပြန်ပြီးတော့အဆင်ပြေရင်ရန်ကိုကော ောင်းမွန်နေเนาะဟိုရေရှည်အတွက်တည်တန့်ခံရတဲ့အချစ်တွေနဲ့ကိုတယောက်တစ်ယောက်ခရီးခွေးတစ်စကားတွေနဲ့ ဟိုခိုင်ခိုင်မာမာလေးဒီအဆင့်တန်းလန်းသွားနိုင်မှာမျိုးတွေရှိတယ်။ဒီကတော့ဒါဗီဒီယိုကလူတွေအများကြီးကြည့်မှာဆိုတော့အဆင့်တန်းရတော့တူမှာမဟုတ်ဘူးเนาะအခုမှလေကိုကလေဟိုရည်သားတော်မရှိသေးတဲ့လူကတော့ဒီလိုမျိုးဟိုကိုမမက်လည်းပဲဒီတန်းတော့မျောလို့မရဘူးပေါ့เนาะကိုရဲ့အဆင့်နဲ့ကိုမျောကြည့်ပေါ့ဟိုဘယ်လိုပဲဖြစ်ဖြစ်ဒီထဲမှာ single လေးတွေဆိုရင်လေအတိတ်ကလူကိုတီးပြီးသားလူတယောက်နဲ့ပြန်ပြီးတော့တွေ့ဆုံရတာမျိုးပေါ့เนาะပြန်ပြီးတော့အဆင်ပြေသွားတာမျိုးကိုမျောလင့်နေတဲ့လူရှိတဲ့လူတွေအဲ့လိုပဲအိတ်ရည်သားအောင်ရှိခဲ့တဲ့လူတွေဆိုရင်လေအဲ့ဒီရည်သားအောင်နေကိုမျောတဲ့လူတွေပေါ့เนาะတချို့ကကြာလေရည်သားအောင်ပြန်မလို့ ုချင်ဘူးအစ်စ်လိုချင်တဲ့လူလည်းရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုနဲ့အနေကြီးကြိုက်တာယူဒီဟာကတော့ကျမတို့က personal လာမေးတဲ့လူတွေကလည်းဟိုလိုဒီတယောက်နဲ့အချက်လက်တွေတောင်းပြီးတော့ဟိုကျမတို့ကတယောက်ချင်းတိတွေ့ဖက်ပြရလည်းမဟုတ်ဘူးဒီအများကြီးလူတွေအများကြီးတွေ့ကြည့်ပြတာဖြစ်တဲ့အတွက်ဒီထဲမှာတော့အများကြီးပေါ့နော်ကိုစုနဲ့ကိုဆိုတော့ကိုနဲ့ဆိုင်တဲ့သတင်းချက်လေးလေးယူသွားပါပြီးတော့ကောင်းတာလေးတွေဖြစ်တာဖြစ်တဲ့အတွက်ကောင်းတာလေးတွေဆိုရင်တော့ဟိုဒီဒီလိုမျိုး energy လေးကိုလက်ခံသွားပါတော့ကံကြမ်းလေးတွေကိုဟိုတရားရခိုင်နုံတော့ဘေးမှာတော့ ကိုင်ကြီးနေမှာမဟုတ်ဘူးလေနော်အဲ့တော့တီးတက်မေးတဲ့လူတွေဆိုရင်တော့မှဒါကျမကတော့အမြဲတမ်းပြောနေကြပဲတီးတက်မေးတဲ့လူတွေဆိုရင်လည်းပေါ့နော်အဲ energy ကလည်းအမြဲပြောင်းတော့ energy ဆိုတာကျမတို့ဒီစိတ်ဝိညာဉ်နေနော်ရုပ်တရားနံတရားတွေကလည်းအမြဲတမ်းပြောင်းလဲနေတာအထူးသဖြင့်တော့စိတ်စိတ်ဆိုတာလေမလေးစက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာအများကြီးပြောင်းလဲနေတာနော်ဆိုတော့အရန်ဒီပုံမှန်မူတည်ပြီးတော့ ဒီကတ်တွေကိုဆွဲရတာဖြစ်တာဖြစ်တဲ့အတွက်ဒါတော့ရေသဘောတရားဆိုရွေးရှားမှုဉာဏ်နေပေါ့နော်ဆိုတော့ကျမဒီမှာပဲရက်လိုက်မယ်အဓိကအနည်းချက်ရရင်တော့အစပိုင်းမှာနည်းနည်းလေးခင်းရင်းပေးမယ်အနောက်ပိုင်းမှာအချီရေကန်ကအဆင်ပြေလာလိမ့်မယ်ဘယ်လိုအနောက်ပိုင်းလဲဆိုတော့17လပိုင်းလားလေကြော်ရဲရတဖြည်းဖြည်းတည်တာလာလိမ့်မယ်လောက်ကောင်ကနေနောက်ဆုံးဘက်တွေဆိုရင်တော့ခရီးထွက်ရတာတွေပျော်စရာကောင်းတဲ့အနေထားတွေဒိတ်ဖြစ်တာတွေ reunion ရတာတွေမလေးရန်ကောင်းတာနေတုံးနဲ့တုံးလေးအပြန်လှန်ကိုချစ်ချင်းမြတ်တာတွေရှိပြီးအချိန်မပေးနိုင်တဲ့လူတွေတယောက်နဲ့တယောက်ပြန်ပေးလာတာမျိုးနော်ပိုပေးလာတာမျိုးရ န်းကောင်းတယ်နော်။ merit ထဲမှာရှိတဲ့လူတွေဆိုရင်လည်း merit ထဲမှာရှိတဲ့လူဆိုရင်လည်းပြောလို့ရတယ်။နောက်တချို့နော်ဒီမှာလေလက်ထပ်ဖို့ရွယ်ပြီး honeymoon သွားမဲ့လူတွေလည်းပြောကြကောင်းတဲ့ honeymoon ခီးလေးတွေထွက်ပြစ်လိမ့်မယ်။လက်ထပ်ဖို့စီစဉ်ပြီးတော့လေ honeymoon ထွက်မဲ့လူတွေ음ခီးတွေကခီးလမ်းကြောင်းတွေတချို့ခီးလမ်းကြောင်းတွေကဟိုကြက်တဲနေရာရှိရယ်လေနော်။ အာအခြေအနေတွေအားလုံးကြောင့်အဲ့ဒါတော့ဘာမှမဖြစ်ဘူးအဲ့လူတွေလက်ဆင်ပြေးသွားလိမ့်မယ်โอเคအဲ့ဒါဆိုရင်နောက်မှပြန်တွေ့မယ်နော်နောက်ကျမဟိုလာနေတော့ကြာရင်လည်းဗီဒီယိုလေးတင်နေကြဟိုဟိုကတပါလေတစ်ဖက်သူရဲ့သဘောထားခံစားချက် reading လေးလည်းတင်ပြဖို့ကြိုးစားပါမယ်နော်လာလည်းမဟုတ်တော့မှလာနောက်တတိယဘက်လောက်ပေါ့โอเคပါအဲ့ဒါဆိုရင်နောက်မှပြန်တွေ့မယ်တတနော်အားလုံးပဲထုံးစံနိုင်မယ်စူပီနေကြတိုင်းမယ်စေရောလူရောကျမပါစေတတနောက်မှပြန်တွေ့မယ်